2025ခုနှစ်မေလနောက်ဆုံးနေ့31ရက်နေ့စနေနေ့ညနေ6နာရီကျို့တို့ကတိုင်းတာရရှိချက်တွေနဲ့မိုးကြီးနေတဲ့မြန်မာနိုင်ငံရဲ့ရာသီဥတုအခြေအနေများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ရရှိနေတဲ့သတင်းများအရအထက်မှာပြီးမေခမလိခနဲ့ချင်းသွင်းမြစ်တို့မှာရေကြီးကနေအဆင့်အထိအဆက်မပြတ် မိုးရွာသွန်းနေတာကိုကျွန်တော်တို့ကြားပြီးရတဲ့အတွက်ဦးထစ်တင့် Facebook စာမျက်နှာကလည်းသတိပေးမျှဝေထားပါတယ်ဘယ်လိုအခြေအနေကြောင့်ဘယ်လိုရည်ကြီးနိုင်လဲဆိုတာကျွန်တော်တို့ဆက်လက်လေ့လာကြအောင်ပြီးခဲ့တဲ့ရက်တွေက လေဖျားနေရကရုတ်တရက်ဖြစ်လာတဲ့မုံတိုင်းငယ်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာလေဆိုင်ဝဲအနေငယ်ဖြစ်နေအာရော့သွားပြီး ဖြစ်ပါလေဘင်္ဂလားပင်လယ်ကိုဖြတ်သန်းတိုက်ခတ်နေတဲ့မုတ်တုံလေးစီချောင်းဟာမြမပြည်ရဲကိုတနအိမ်မိုင်30ကျော်ရော်နဲ့အားကောင်းကောင်းနဲ့ဆက်လက်တိုက်ခတ်နေတာကိုတွေ့ရသလိုပဲမုတ်တုံမိုးထုတ်လုပ်တဲ့ဒေသတွေမှာလေဆိုင်ဝဲတွေဖြစ်ပေါ်ပြီးတော့မုတ်တုံရေငွေ့ထုတ်လုပ်နေတာကိုကျွန်တော်တို့ဒီကနေ့ညနေမှာတိုင်းတာရရှိပါတယ် ်ဇွန်လတရနေ့မှာဆိုရင်တော့မုတ်တုံလေးဟာပုံမအားကောင်းကောင်းနဲ့မြမာပြည်ကိုဆက်ပြီးတော့တိုက်ခတ်နေနိုင်တဲ့အနေအထားရှိပါတယ်ဇွန်လနေ့ရက်နေ့မှာလည်းမုတ်တုံလေးဟာအိလိယသမုတ်တရားကနေပြီးတော့ကိုယ်ပြီးတော့မြမာပြည်ရဲ့ကိုတဖြည်းဖြည်းတိုက်ခတ်သွားတာတွေ့ရပါတယ်ကျွန်တော်အဓိကပြောချင်တာကဒီလေးကိုယ်ရဲ့နေရာတွေဟာဆိုလို့ရှိရင်မုတ်တုံ ရေငွေ့ထုတ်လုတ်တဲ့နေရာတွေလို့ကျွန်တော်တို့နားလည်ထားပါမြမပြည့်ရဲ့မိုးရာဒီကို မုတ်တုံလေနဲ့မုတ်တုံမိုးကဖန်တီးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မုတ်တုံလေနဲ့ပါလာတဲ့မုတ်တုံမိုးတွေကိုစတင်ဆက်မပြတ်လေလာမှသာမြမပြည့်မိုးရွာသုံးမှုကို အနည်းဆက်ဆုံးခမနိုင်မှာဖြစ်လို့ဒီကနေ့ အိန္ဒိယသမုတ်တရားလေဆိုင်ဝဲကထုတ်လိုက်တဲ့ရေငွေ့တွေဟာဘင်္ဂလားပင်လယ်အော်ဖြတ်ပြီးတော့တိန်နေနေအနေနဲ့ဗမာပြည်တဲကိုတောက်လျှောက်ဖြတ်ဝင်သွားတာမြကြီးနာအထိရောက်ရှိနေတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့တိုင်းတာရရှိပါတယ်ကျွန်တော်တို့အဲ့ဒီအတွက်ကြောင့်မလို့တိန်နေလေစီးကြောင်းကြောင်းဗမာပြည်ထဲမှာ၃လရက်လောက်ဆက်ပြီးတော့ မိုးများရာကနေပြီးတော့မှအနေငယ်မိုးလျော့နေသွားပြီမဲ့လေနောက်ဆက်တွဲဆက်လာတဲ့မုတ်တုံမိုးကြောင့်မြန်မာပြည်မှာမိုးပြန်ကြီးနိုင်တဲ့အနေအထားရှိတယ်လို့ကျွန်တော်တို့ကနေဦးသုံးသပ်ပါတယ်ဒီအချက်ဟာဆိုရင်မြန်မာပြည်မှာမြစ်တွေချောင်းတွေရေကြီးနိုင်လားဆိုတဲ့ခမန်းသုံးသပ်ချက်အတွက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့31ရက်နေ့ ကောင်းငင်ဘော်ကနေပြီးတော့ရင်ငွေဖွဲ့ကြဆင်းလာတဲ့မိုးရေကြိမ်တွေကိုရေဒါကနေတဆင့်တိုင်းတာပုံဖော်ကြည့်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ဒီပုံစံလေးမြင်ရမှာဖြစ်ပါတယ်31ရက်နေ့ညနေ9:00နာရီကျော်လောက်မှာဆိုလို့ရှင်ရခိုင်ပြည်နယ်ဒဲမှာနေရာကွက်ပြီးတော့မိုးကြီးတယ်လို့ပဲမကွေးတိုင်းနေပြီးတော့ မန္တလေးရှမ်းပြည်နယ်မြောက်ဖက်အေဝရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းဓာတ်တိုင်းတို့မှာနေရာကွက်ပြီးတော့ကောင်းငင်ကမိုးတွေကျလာတာကို တိုင်းတာရရှိပြီးတော့အဲ့ဒီကျဆင်းလာတဲ့မိုးရေတွေဟာလေတိုက်ခတ်မှုနဲ့တူမြမာပြည်အချို့နေရာတွေမှာ နေရာကွက်ပြီးတော့မိုးကြီးနေတာကို ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်31ရက်နေ့24နာရီမိုးရင်ရင် ခမားမှုကိုကြည့်မယ်ဆိုရင်အချင်းပြည်နယ်နဲ့သခိုင်းတိုင်းထက်ဖျားမှာမိုးရင်ရင်6လမအထိရွာသွန်းနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီကနေ့ညနေသတင်းအရမေခမလိခမှာစိုးရင်ရင်အမှတ်ကိုရောက်တဲ့အထိရုတ်တရက်ရေကြီးခြင်းတွေတွေ့ရသလိုပဲ တရုတ်ပြည်နဲ့ဆက်ဆက်နေတဲ့နေသားဒေသတွေမှာဘန်အဆောက်အဦကြီးပါ ပြိုသွားတဲ့အထိမိုးတီးထန်စွာရွာသွန်းနေတာကိုဗီဒီယိုဖိုင်တွေကကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ထို့အတူပဲချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီးတော့မိုးကြီးခဲ့တာကိုကျွန်တော်တို့ခမန်းဆက်တွေကတွေ့ထုတ်ပြီးသားပါတယ်။ ထို့တူပဲအခြားတိုင်းနဲ့ပြည်နယ်အနှံ့ပြားမှာနေရာကွက်ပြီးတော့မိုးကြီးခဲ့တာကိုအဝါရောင်များနဲ့ပြသထားပြီးဖြစ်ပါတယ်2025ခုနှစ်ဇွန်လ10ရက်နေ့အတွက်ကျွန်တော်တို့ခမန်းတွက်ချက်ကြည့်တဲ့အခါမှာကချင်ပြည်နယ်မှာဆက်လက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပြီးတော့စစ်တွေချင်းပြည်နယ်တောင်ဘက်မကွေးတိုင်းမှာ တုံစီရအရဒေတာတစ်ခုလုံးမှာမိုးရေချင်း6လမကျော်အထိရုတ်တရက်မိုးကြီးနိုင်တဲ့အနေထားဟာအင်မတမအန္တရာယ်များပါတယ်အထူးသဖြင့်ရခိုင်ရိုးမကစီးဆင်းသွားတဲ့မကွေးတိုင်းတွေကတောင်ကြီးဒေတာတွေအကုန်လုံးအထူးသတိထားပြင်ဆင်ဖို့လိုအပ်ပါတယ်အတိပေးကြပါထို့အတူရန်ကုန်တိုင်းပဲခူးတိုင်း ကရင်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်အခြားစကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်အထက်ပိုင်းပဲခူးတိုင်းအေရာဝတီတိုင်းကရင်ပြည်နယ်တရင်းနာရီတိုင်းတို့မှာ နေရာစိတ်စိတ်မှနေရာကျဲကျဲဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်ဂျွန်လာနေ့ရက်နေ့မှာဆိုလို့ရှိရင်တော့ မြမာပြည်ထက်ပိုင်းကကချင်ပြည်နယ်နဲ့စကိုင်းတိုင်းထက်ပိုင်းမှာရုတ်တရက်မိုးကြီးခြင်းနဲ့ဆက်လက်ပြီးတော့ရွာသွန်းနိုင်တဲ့အခြေအနေဖြစ်ခဲ့လို့ပဲရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူဗဟိုပြုတ်ပြီးတော့ရခိုင်ရိုးမတစ်ခုလုံးနဲ့မကွေးတိုင်းအနောက်ဖက်ချမ်းမှာမိုးတီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိတာတွေ့ရမှာဖြစ်ပါတယ်ရခိုင်ရိုးမရဲ့အစွန် ဧရာဝတီတိုင်းရဲ့အထက်ပိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တနင်္လာရီတိုင်းဘေးဖက်မှာလဲမိုးဆက်ပြီးတော့ကြီးနိုင်တဲ့အနေထားရှိပါတယ်။အဝါရောင်ပြထားတဲ့မန္တလေးတိုင်းနေပြီးတော့ပဲခူးတိုင်းအထက်ပိုင်းကရင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်တနင်္လာရီတိုင်းတို့မှာလဲဆက်လက်ပြီးတော့မိုးများနိုင်တဲ့အနေထားကိုကျွန်တော်တို့ခံမှတွေ့ရှိရပါတယ်။ ေယာဝတီတိုင်းမှာလည်းဆက်ပြီးတော့မိုးများနိုင်တဲ့အနေအထားရှိပါတယ်။ဘုံရက်နေ့ရောက်တဲ့အခါမှာတော့မြန်မာပြည်အလယ်ပိုင်းမှာမိုးပါသွားနိုင်တယ်ဆိုပေမဲ့သခိုင်းတိုင်းထက်ပိုင်းကချင်ပြည်ရခိုင်ပြည်နယ်နဲ့ရခိုင်ရိုးမှာမကွေးတိုင်းနောက်ချမ်းရန်ကုန်တိုင်းအောက်ဖက်ချမ်းဒေသမန္တလေးတိုင်းနဲ့နေပြည်တော်ကြားရှမ်းပြည်အလယ်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ မိုးဆက်လက်ပြီးတော့များနိုင်တဲ့အနေအားရှိပြီးတော့မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်သလိုပဲအခြားနေရာတွေမှာမိုးများနေနိုင်တဲ့အနေအားရှိတာတွေ့ရမှာဖြစ်ပါတယ်။မိုးရွာသုံးမှုစုစုပေါင်း9ရက်စာကို31ရက်ဇွန်လ1ရက်2ရက်3ရက်4ရက်နေ့အထိကျွန်တော်တို့ ခမန်းတိုင်းတာတဲ့အခါမှာဆိုရင်မြမာပြည်အနှံ့ဝါရောင် ပြတဲ့ဒေသတွေဟာမိုးရေချင်း၆လမလောက်ထိရွာသွန်းပြီးတော့ဒီအနေရောင်ပြတဲ့ကချင်ပြည်နယ်ရခိုင်ပြည်နယ်မွန်ပြည်နယ်တို့မှာတော့မိုးရေချင်း16လမလောက်ထိရွာသွန်းနိုင်တဲ့အခြေအနေအားဆိုလို့ရှိရင်လက်ရှိစိုးရိမ်ရိမ်အမှတ်အနာကိုရောက်နေတဲ့မြစ်တွေချောင်းတွေအထူးသတိထားဖို့လိုပါတယ်။ မြေချောင်းနေတဲ့ကပ်ရဲ့နေထိုင်သူတွေကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ခမန်းတင်ပြသတိပေးချက်တွေကို YouTube ကနေကြည့်ရှုသူများအနေနဲ့ကျွန်တော်တို့ like and share လုပ်ပြီးတော့မိတ်ဆွေများကိုသတိပေးနိုင်တယ်လို့ပဲ YouTube ကကြည့်လို့မရတဲ့မိတ်ဆွေတွေဟာ MP3 file နဲ့ download လုပ်ပြီးတော့ဖြန့်ဖို့အတွက် Telegram မှာလည်းလာရောက်ကြည့်ရှုလေ့လာကြဖို့ဖိတ်ခေါ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်